စီဆိုင်မျိုးမှာ PNO ဘီသူစစ်ကပ်ပြုလုပ်တဲ့စစ်တပ်တန်းကိုတဲရောက်တဲ့ B2C မှာကြီးစံတလုံး1500ကောက်ယူလေ့ကျင့်ခိုင်းနေတယ်လို့သိရပါတယ်အဲ့လိုကောက်တဲ့အတွက်စစ်တပ်တန်းတဲရောက်သူတွေအတွက်အခက်အခဲဖြစ်စေတယ်လို့ဆိုပါတယ်လက်တွေ့တနက်ပစ်ခက်လေ့ကျင့်တဲ့ဖဏမမှာကြီးစံလုံးကိုအခမဲ့ပေးစီပြီးဒီထက်ပိုရင်တော့တင်တန်းသားကိုယ်တိုင်တတောက်ကို1500ကျက်နဲ့ကောက်ခံတာဖြစ်ပါတယ် စီဆိုင်မြို့နယ်မှာလက်စင်လတိုင်းပုံမှန်စစ်တပ်နံပြုတ်လုပ်ပြီးအသက်18ကနေ40အထိတရွာကိုလူငယ်10ယောက်စီပို့ပေးရတယ်လို့တင်တန်းတဲ့ချိန်မှာလူဦးရေ200ကနေ30အထိရှိတယ်လို့သိရပါတယ်။ဝ UWS ထိန်းချုပ်တဲ့မိုင်မောခိုင်မိုင်မောမြို့မှာမူရီစေတုံဆွဲပြီးလူတက်မှုကျူးလွန်သူရဲဝန်ထမ်းကိုမတ်လ26ရက်နေ့မှာတည်တံပေးလိုက်တယ်လို့သိရပါတယ်။ ပြည်မှုကျူးလွန်သူအသက်24နှစ်ချိန်ဆိုင်တောင်အမိရှိတဲ့ရဲဝန်ထံက2024ခုနှစ်စက်တင်ဘာလမှာဝီရီစေတုံဆွဲပြီးတငယ်ချင်းဖြစ်သူကိုတိတ်ဆုံးစေတဲ့အသည့်တန်ချောင်းနဲ့ရိုက်တက်ခဲ့တယ်လို့ဆိုပါတယ်ဝါပီနေတရားဥပဒေရဲ့အခန်းလေးပုံမှ193အရလူတက်မှုမြောက်တာကြောင့်ပြစ်မှုကိုစီစစ်ပြီး2025ခုနှစ်မတ်လလူအများမြင့်ကွင်းရှိတရားစီရင်ရေးကွင်းမှာတည်တံချမှတ်လိုက်တာပါ။ UWSC ထိန်းချုပ်တဲ့ဒေသမှာ2024ခုနှစ်အောက်တိုဘာလမှာလည်းအသက်10နှစ်ကလေးငယ်ကိုတပြည့်မှုနဲ့ကျူးလွန်သူကိုနလအကြာမှာတော့တည်တံချမှတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အခြေခံစစ်တင်တန်းတက်ပြီးရှေ့တန်းမှာကိစောက်ခိုင်းတဲ့အတွက်ဒေသခံတွေလုံခြုံရေးအတွက်စိုးရိမ်နေပါတယ်။ရှမ်းမြနယ်တောင်ပိုင်းညောင်ရွှေမြို့တပီကုန်းရွာမှာ PNOB သူစစ်ကအတင်းအဓမ္မစစ်သားစုဆောင်ပြီးဖေဖော်ဝါရီလကအင်အား800ကျော်နဲ့အခြေခံစစ်တင်တန်းစင်ပွဲမှာပါဝင်သူတွေကိုရှေ့တန်းပို့ပြီးကိစောက်ခိုင်းတာပဲဖြစ်ပါတယ်။ ထီရင်းရွာဖက်ကိုကင်ဆောက်ဖို့အတွက်မဲနိုင်ခိုင်ပြီးတပတ်ကို10ရက်နဲ့တကြိမ်ကို3ရွာ9ရောက်စီ2ရွာအလဲကျတောဆောက်ပေးရတယ်လို့ဆိုပါတယ်။လက်ရှိစံကားတောင်ဖက်ထီခိုးရွာမှာစစ်ကောင်စီ PNO ပီတုစစ်နဲ့တော်လန်ရင်အင်အားစုတို့ကြားစီရီတင်မှနေဆဲဖြစ်တဲ့အတွက်အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ဒေတာခန့်တွေကသုံးသပ်ပြောဆိုထားပါတယ်။